ားလုံးပဲမင်္ဂလာပါ The Goddess Tarot မှပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှ Love Reading လေးတွေပြန်ပြီးတော့လုပ်ပေးဖြစ်ပါတယ်။အဲ့တော့မြို့ဆိုလာပြီးတော့ request လုပ်ကြတဲ့သူတွေလည်းများတယ်ပေါ့နော်။နောက် YouTube တို့ဒီ TikTok တို့မှာလည်းမြို့ဆို comment တွေတွေ့ရတယ်။အဲ့တော့ love reading တွေကမလုပ်ပေးဘူးဆိုတာကအားလုံးလည်းသိကြမှာပါနော်။လက်တလောတုန်းကဒါငလျင်ဘေးအန္တရာယ်ပေါ့နော်။ကြုံတွေ့နေရတဲ့သူတွေအတွက်ကိုကိုကဒီမှာ love reading တွေတင်နေတဲ့ အခါမှာဘလို့မှအဆင်မပြေနေဘူးလေနော်အဲ့တော့ဒါကို့အနေနဲ့ရှိသမျှ reading တွေအကုန်လုံးကိုလှုပ်ထားပြီးတော့အကုန်လုံးကိုမျိုးစုဖျက်ပလိုက်တာအဲ့တော့မျိုးစုကတော့ reading ဆိုရင်ကြိုကြိုလှုပ်တာပေါ့နော် weekend love message တွေရောနောက်ပြီးတော့ဒီ Mizu Serenity TikTok တခုရှိရလေနော်ဒီနိုင်ငံခြားလူတွေအတွက်လှုပ်တဲ့ဟာတော့မမျိုးစုမတင်ဘူး English လိုမျိုးပြောပြီးတော့လှုပ်တဲ့ weekly love message တွေရောနောက်ပြီးတော့ weekly money reading တွေနောက်ပြီးတော့တခြားပေါ့မဟုတ်ထားတာရှိသေးလဲ တော်တော်များတယ်မင်းတို့အရင်ကလေနှစ်ရက်သုံးရက်လောက်ပင်ပန်းခံပြီးမင်းတို့ဗီဒီယိုတွေလုတ်ထားတာတယ်အကုန်လုံးကိုမင်းတို့ဖြတ်ပလိုက်တယ်ပေါ့နော်အာနောက်ပြီးတော့ဒီတကြံဒီ discount ပေါ့ပြောရမယ်ဆိုရင်တော့မင်းတို့ serenity ရဲ့ဒီနှစ်မှာအအကြီးအကျယ်ကိုက promotion ပေါ့နော်ချပေးမယ် discount ချပေးမယ်ဆိုပြီးတော့စဉ်းစားထားတာလေမတင်ရဘဲနဲ့မင်းတို့ရွှေ့သွားတာပေါ့နော်အအခုမှပဲပြန်ပြီးတော့ release လုပ်ဖြစ်ပါတယ်အဲ့တော့ promotion နဲ့ပတ်သက်တဲ့ video လေးကိုလည်း products တွေပြပြီးတော့လုပ်ထားတာရှိတယ်အဲ့ဒါတော့မင်းဆိုနောက်မှပဲတင်ပေးတော့မယ်ပေါ့နော် but anyway ပါဒါကတော့ just a while ပေါ့နော်အဲ့တော့ဒီနေ့ပါပဲမင်းဆို reading တွေပြန်လုပ်ပေးပြပါတယ်တချို့မတင်ရသေးတဲ့ timeless reading တွေလည်းရှိတယ်ဒါမှမဟုတ်နောက်မှပဲအေးစေးစေးမင်းဆိုတင်ပေးတော့မယ်ပေါ့နော်အဲ့တော့မင်းဆိုရဲ့ page ကိုအများအားစောင့်ကြည့်နေတဲ့သူတွေတော့သိမှာပါမင်းဆိုကပုံမှန်ဒီ love message တွေကိုအများအားလုပ်ပေးနေကြဖြစ်တယ်နောက်ပြီးတော့ page ကိုလုပ်ခဲ့တာလည်းကြာပြီနောက်2019ကလေးက အဲ့ချိန်ကလေးကပဲ video stay တင်လာတာပေါ့နော်။နောက်အများကြီးပဲရှိတယ်။နောက်သင်တန်းတွေလည်းဖွင့်ထားတယ်။အဲ counseling တို့ healing တို့လည်းလုပ်တယ်။လောလောဆယ်မှာတော့ inner child healing လေးတွေကခဏရက်နာထားတယ်။ဒါပေမဲ့ counseling session တွေ tarot readings တွေကတော့ပုံမှန်လက်ခံနေပါတယ်။နောက်ပြီးတော့မြစ်စုရဲ့ price information တွေအကုန်လုံးကို pin post မှာမြစ်စုထားပေးထားတယ်။အဲ့တော့အဲ့ဒါလေးကိုကြည့်ပြီးမှပဲတစ်ချက်လာပြီးတော့စုံစမ်းပေးပါနော်။ဘာဖြစ်လို့လဲဆိုတော့မြစ်စုကဒီ price တွေယူတာကဒီ Australia နိုင်ငံရဲ့ ဒီ rate နဲ့ပဲယူတာပေါ့เนาะဒီမှာကိုကဒီ business ကို register လုပ်ထားတော့အဲ့တော့မြန်မာပြည်အသူတွေဆိုရင်တော့ shop ပေါ်ပြီးတော့ exchange rate ကိုတော့မျိုးစုတွက်ပေးထားပါတယ်เนาะဒါ manager သူတွေတော့သိမှာပါဒါအခုမှပဲ page ကိုဒါမြင်တဲ့သူတွေအတွက်ကိုတခါတည်းမျိုးစုပြန်ပြီးတော့ information လေးပြပြပေးတာပါအဲ့တော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဒီနေ့ဒီအချိန်အထိပေါ့เนาะဒါမျိုးစုအားပေးခဲ့တဲ့သူတွေတယောက်ချင်းတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်အာအားလုံးလည်းစိတ်တင်ပင်ပန်းနေကြမှာပါเนาะဒါမျိုးစုကိုယ်တိုင်လည်းအရင်စိတ်ပင်ပန်းနေ ောက်ပြီးတော့ဒီအပိုင်းမှာလည်းဖြောင်းဆန်နေတာဘုနော်လူကစိတ်တရားလည်းတော်တော်လေးကိုနောက်ကြည့်ရှုပ်ထွေးနေတော့အများရန် cleansing နေ energy clearing နေနောက်ပြီးတော့အဲတရားထိုင်တာတွေပြန်လုပ်နေရတယ်ပေါ့နော်ဒါမှလည်း still um ဒါဒီ new year ကနေစပြီးတော့တော့ပေါ့နော်ဒါမြစ်စုပါဝင်အားလုံးလည်းပြန်ပြီးတော့စိတ်ရောကိုယ်ပါအေးချမ်းမှုရှိပါစေလို့မြစ်စုတရားနေပြီးတော့ဆုတောင်းပေးပါတယ်နော်အဲ့တော့ပုံမှန်ကတော့ခြေနေရမြစ်စုဖြစ်ဖြစ်ချင်း တင်ပေးမှာပေါ့နော် knowledge sharing videos တွေရောနောက်ပြီးတော့ inner child class လေးတစ်ခုလည်းဖွင့်ဖို့ရှိတယ်အစတော့က16 18 19ဖွင့်မလို့မျိုးဆိုရက်ရွှေ့လိုက်တာဒီလအကုန်မှာတော့စိတ်ဝင်စားတဲ့သူတွေ link လေးမျိုးဆိုပြန်ထည့်ထားပေးမယ်နောက်ပြီးတော့ promotion အကြီးအကျယ်ချနေတာပေါ့နော် discount ချနေတာက17 April ကနေပြီးတော့3 May အတွင်းမှာ promotion ချနေရလေးပေါ့နော်အဲ့ဒါလေးလည်း link ပြန်ထည့်ထားပေးမယ်အဲ့တော့ဒီတစ်ခေါက်ကတော့အရန်ကိုတန်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ Mizu Serenity ဆိုတာဒါမျိုးစုကိုယ်တိုင် handmade လုပ်တဲ့ဒီ Australia နိုင်ငံထုတ် products တွေပဲเนาะ မြန်မာပြည်ဘက်ကိုပို့ထားပြီးသားတွေဖြစ်တော့ဒီလို international charges ပေါ့မြန်မာပြည်ကလူတွေအတွက်ကိုတီးတဲ့မရှိတော့သူဈေးရင်းတိုင်းလောက်ကိုဖြစ်သွားတာပေါ့နော်40% 30%ဆိုတော့အဲ့တော့လိုချင်တဲ့သူတွေအာ quality products လေးတွေအကုန်လုံးကိုတကယ်ပေါ့နော်ဈေးတက်တက်တက်တာနဲ့ရလိုတဲ့သူတွေဆိုရင်တော့ဒီအချိန်ကအကောင်းဆုံးပဲဝယ်ထားဖို့ပေါ့နော် အဲဒီအတုတ်ပြီးသွားရင်တော့ဘယ်တော့မှမြန်မာပြည်ဘက်ကိုပို့နိုင်မလဲမသိဘူး။ဒါတွေကတော့အရင်ဆုံး info လေးပြောပေးတာပါ။အဲ့တော့ဟိုဗီဒီယိုကြည့်လို့ပေါ့နော်အဆင်မပြေတဲ့လူတွေလည်းဗီဒီယိုလေးကိုကြော်သွားပေးပါမင်းစုဒီကနေတခါတည်းပြောချင်ပါတယ်။အောက်ကနေပြီးတော့ဝူဝါရေးရင်တော့မင်းစုဒီကနေပြီးတော့ blog မှာနော်ကြိုပြောထားရဲပါဘလို့လဲဆိုတော့အမ်ဟိုးတစ်ခေါက်ခရေကဒါမင်းစုတော်တော်လေးတင်တဲ့အခါမှာတတိထားရဲပေါ့နော်။ဘာလို့ဆိုလူတွေကပြောချင်တဲ့လူကများများဖြစ်နေတာနော်။အဲ့တော့ ဟို spirituality မှာလုံနေပြီးတော့ဒီလောက်တောင်သိခတ်မှုမရှိဘူးလားဆိုပြီးတော့ဟိုစော်ကားကျင်တိုင်းစော်ကားကြတဲ့လူတွေများတယ်အဲ့တော့ spirituality ဆိုပေမဲ့လည်းမဒီလာရှင်ဝတ်ထားတာမှမဟုတ်တာเนาะအဲ့တော့မျိုးစုကတော့ဒါကို boundary ကိုထိလာတယ်ဆိုရင်ကို page ကိုဝင်ပြီးတော့ blind ဒါစော်ကားတယ်ဆိုတော့မျိုးစုကတော့ရမှာမဟုတ်ဘူးနောက်ပြီးတော့ကို page ဆိုတာကိုယ့်ရဲ့ home လေเนาะကိုယ့်ရဲ့ wall ပေါ့ကိုယ့်ရဲ့အိမ်ပေါ့အဲ့တော့ကိုယ့်အိမ်ထဲဝင်လာပြီးတော့စော်ကားတယ်ဆိုရင်ကိုယ်လည်းဒါဘလို့မှအဆင်မပြေဘူးလीเนาะအဆင်မပြေလို့ရှိရင်အဲကိုယ့်အိမ်ထဲကိုမလာလို့ရတယ် post ကိုကြော်သွားလို့ရတယ် ဲဆိုတော့ဒါမျိုးစုကိုယ်တိုင်လည်းအဲ့တိုင်းပဲအဆင်မပြေရင်သူများဝေါ်တဲ့ထိလိုက်ပြီးတော့မျိုးစုမရေဘူးတခါတည်းဟို block and unfollow လုပ်လိုက်တယ်အဲ့တော့အဲ့လိုပဲလုပ်ခွင့်ရှိတယ်ဒါပေမဲ့မျိုးစုဒီ post တွေအောက်မှာတော့ခုနောက်ပိုင်းပေါ့နော်ဒီကနေစပြီးတော့တော့တခခုလာရေးရင်တော့မျိုးစုကတော့တမ်းပြီးတော့ block မှာပေါ့နော် delete မလုပ်တော့ဘူးကြိုးပြီးတော့ပြောထားတာပါနော် okay အဲ့တော့ပြောတာတွေကတော့အတော်များသွားပြီဆိုတော့ reading ကိုပဲသွားမယ်နော်အဲ့တော့ဒီ reading ကကြတော့ဒီလအလယ်မှာလုပ်ပေးနေကြပေါ့နော်ဒါ pick a card ပေါ့ဒါပေမဲ့အခုကတော့ အဲလအလယ်မဟုတ်တော့ဘူးပေါ့နော်18ကနေပြီးတော့နောက်လ April 18ကနေပြီးတော့နောက်လ May 18ထိတက်ရောက်မှုရှိတဲ့ reading ဖြစ်ပါတယ်တစ်ဖက်သူရဲ့ကိုယ်အပေါ်မှာထားတယ်ဒါတကယ် true feelings ကဘာလဲပေါ့နော်အဲ့တော့ဒီမှာသုံးလေးတွေရွေးချယ်ဖို့ပေးထားတယ်ပေါ့နော် dream ရယ် health ရယ် kindness ရယ်အဲ့တော့ဒီထဲကမှကိုယ်အစဉ်ပြေတဲ့ stone လေးကိုယ်နဲ့ကပ်နေတဲ့ stone လေးကိုရွေးချယ်ပြီးတော့သက်ဆိုင်တဲ့ reading ကိုတွားကြည့်ပေးပါ မရွေးချယ်ခင်မှာမျက်လုံးလေးမှိတ်ပြီးတော့အရင်ဆုတောင်းပေးပါပြီးမှတည်ချာချာရွေးချယ်ပါเนาะအဲ့တော့မင်းစုရွေးချယ်ဖို့အချိန်ပေးမယ်အချိန်ကိုမလောက်လို့ရှိရင်ဗီဒီယိုကို post လုပ်ပြီးတော့ရွေးချယ်လို့ရတယ်เนาะโอเคအခုစပြီးတော့ရွေးချယ်လို့ရပါပြီအလုံးမဲ့ရွေးချက်ပေးကြပြီလို့ထင်ပါတယ်เนาะအခု reading တစ်ခုချင်းစီကိုပဲတွားလိုက်မယ်เนาะ အဲတခုလေပြောချင်တာကဒီ reading တွေက general reading ပဲဖြစ်ပါတယ် entertainment purpose အနေနဲ့ပဲတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရင် serious ရှိမထားကြဘူးမျိုးဆိုဒီကနေပြောချင်ပါတယ်ကို့အကြောင်းပေါ့နော်ကိုနဲ့ကိုနဲ့ပတ်သက်နေတဲ့တစ်ဖက်လူရဲ့အကြောင်းကိုတည်တည်ချာချာသိချင်လို့ရှင် personal reading တွေလာရောက်ဝယ်ယူလို့ရပါတယ်နော် page messenger box မှာ manager manager follow up လုပ်ပေးပါလိမ့်မယ် okay ကို reading တစ်ခုချင်းစီကိုသွားကြည့်မယ်နော်မျိုးဆိုတော့ dream stone လေးအတွက် reading ကိုသွားလိုက်မယ်နော် okay True Feelings to West, group number one. ကလေးရင်ချလိုက်မယ်နော်ပြီးမှမျိုးပြောပြပေးမယ် what is the true feelings okay what would be the true feelings between this coming month until group number 1နေတယ်เนาะ the fool ဖြစ်နေတယ် the fool ကကြတော့ပြောမှန်ဆိုရင်တယောက်နဲ့တယောက်ကြားထဲမှာတဲ့เนาะအဆက်အသွယ်တွေခဏရက်ဆိုင်နေတာမျိုးတွေတို့တစ်ဖက်သူကကိုယ်စကားမပြောတာတွေဖြစ်နေနိုင်တယ်အဲ့တော့ the fool ကကြတော့လေဒီ card ကကြတော့ဒါ the fool reverse ကအတိတ်ပဲနဲ့အတူတူပဲပေါ့เนาะအဲ့တော့တယောက်နဲ့တယောက်ကြားထဲမှာတခုခုဖြစ်ထားခဲ့လို့ရှိရင်လက်ရှိမှာဘသူဘက်ကမှမစကြင်ကိုကမျောနေရဆိုရင်တော့မှတစ်ဖက်သူဘက်ကအခုချိန်မှာ အရင်လိုပြန်လဲစတင်ကျင်တာတွေ second chance ပြန်လိုချင်တာတွေမလုပ်ချင်အောင်ဆိုတဲ့ energy မျိုးတွေဖြစ်နေတယ်တဲ့နော်အဲ့တော့ဒီတစ်ကတ်သေးကိုကြည့်ပြီးတော့ပြောတာတော့မဟုတ်ဘူးပေါ့အဲ့တော့ဒီမှာပါနေတဲ့ card တွေအများဆိုရင်တော့ဒီမှာဆိုရင် six of souls နော် six of souls ကကြတော့တယောက်နဲ့တယောက်ကြားထဲမှာနော်ပြဿနာတွေရှိရင်နဲ့ဟိုစိတ်တွေကိုအေးချမ်းခြင်းမျိုးပေါ့တစ်ဖက်သူကအဲ့တော့စိတ်အေးချမ်းနေဆိုတဲ့နေရာမှာသူကဘလို့ဖြစ်နေလဲဆိုတော့တချို့သူတွေအတွက်ပေါ့နော်နှမျိုးဖြစ်နိုင်တယ်ကိုနဲ့ပတ်သက်နေတဲ့တစ်ဖက်လူဟာ ပြဿနာတွေအကုန်လုံးကို solve လုပ်ပြီးတော့ကိုနဲ့သူနဲ့ကြားထဲမှာအတူတူပြန်လဲဖြည့်ရှင်းနိုင်မဲ့အချိန်တစ်ခုကိုစောင့်ဆိုင်းနေတာတချို့သူတွေအတွက်ကကြတော့သူ့စီမှာကိုနဲ့ပတ်သက်ပြီးတော့ဗောနောခန်းစားချက်တွေရှိနေပင်မဲ့လို့ ိုနဲ့ရှေ့ဆက်ပြီးသွားဖို့ထက်သူ့ဘဝအတွက်ကောင်းတဲ့အရာတွေကိုပဲရွေးချယ်တော့မယ်ဆိုပြီးတော့စဉ်းစားတာအဲ့တော့နှမျိုးဖြစ်နိုင်တယ်အဲ့တော့တချို့သူတွေပေါ့နော်ဒါပေမဲ့ majority energy ကတော့ကိုနဲ့ပြန်လဲညှိနှိုင်းဖို့ energy မျိုးဖြစ်တယ်တချို့သူတွေအတွက်ကတော့ဒါ overseas ကိုသွားဖို့လုပ်နေတာတော့ဘဝမှာ ပေါ့နော်ရှေ့ဆက်ပြီးတော့ဒီ connection ကနေမှအာဒီ living လုပ်ပြီးတော့တခြားနေရာတစ်ခုထွက်သွားဖို့စူးစမ်းနေရမျိုးတွေဖြစ်တတ်တယ်เนาะအဲ့တော့201 6 6 source ပေါ့အဲ့တော့တစ်ဖက်လူကအခုချိန်မှာပြောရင်တော့ final decision ကိုမချရသေးဘူးလို့ပြောလို့ရတယ် အဲ့တော့ final decision မချသေးတဲ့အတွက်ကြောင့်မလို့အဲသူ့ရဲ့ decision တွေကပြောင်းလဲနိုင်တယ်ဒါပေမဲ့သူ့အတွက်ကဒီမှာဆိုရင်ကြည့်ကြည့်လိုက်လीเนาะ five of swords in reverse ရာကမိုးရွာထဲမှာဒီမှာဆိုလို့ရှိရင်ကောင်မလေးကထိုင်ပြီးတော့မှိုင်းတွေးနေတော့လက်နဲ့ချလိုက်တာရှုံးပေးလိုက်တာဘာမှဆက်ပြီးတော့မလုပ်ချင်တော့တာဆိုတော့တကယ်လို့များတစ်ဖက်သူကနေပြီးတော့ကိုယ့်ကိုဆက်သွယ်မလုပ်တော့ဘဲနဲ့တခုခုကြောင့်မလို့စိတ်ပြတ်သွားပြီ relationship တစ်ခုမှာ sorry စိတ်ပြတ်တယ်ဆိုတဲ့ဆိုင် အဲကိုနဲ့သူနဲ့ကြားထဲမှာအဆင်မပြေတာတွေခဏခဏပေါ့နော်ဖြစ်ခဲ့လို့ဒီတစ်ခေါက်မှာတော်ပြီးငါတော့အဲဒီတစ်ခေါက်တော့ဒီ connection ကို work together မလုပ်ချင်တော့ဘူးလို့ပြောရဲဆိုရင် the moment မှာ तू က living လုပ်ဖို့အတွက်ပို့ပြီးတော့ကြောက်ခိုင်းနေတဲ့သူဖြစ်တတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုရင်အရာအကုန်လုံးကိုအခုချိန်မှာလွတ်ချခြင်းပြီ။ဘယ်အရာကိုမှမစဉ်းစားချင်တော့ဘူး။ဘဝမှာလည်း तू ဒီဆက်ဆံရေးအတွက်ကို fight for it ပေါ့လုပ်နေတာပြီးမလုပ်ချင်တော့ဘူးလို့ပါတယ်။သူ့ဘဝအတွက်ဒီမှာ301ဆိုတာတနေရာကိုထွက်ခွာဖို့လို့ အဲရေရှည်ဆက်လုပ်မဲ့ plan နေနေလို့တချို့တွေတော့ကကြတော့နိုင်ငံခြားတွေထွက်ခွာဖို့စဉ်းစားတာမျိုးတွေထွက်ခွာနေတဲ့အချိန်မှာပြဿနာတွေပေါ်လာတာဒါပေမဲ့ဆက်ဆံရေးရကြတော့ long distance အနေနဲ့ထွက်တာတဲ့ဆိုင်ပြက်ဖို့အတွက်ပေါ့နော်ဟိုပြက်ပြီးမှထွက်ဖို့အတွက်ဖြစ်လာတာမျိုးတွေသူကအဲ့လိုမျိုးသွားဖြစ်တတ်တယ်အဲ့တော့ပြည့်စုံကြည့်တာတော့တစ်ဖက်လူကကိုယ့်ပေါ်မှာခံစားချက်မရှိဘူးလားဆိုအဲ့လိုမဟုတ်ဘူးကိုယ်ကိုလွမ်းနေစိတ်ရှိတယ်မျှော်ကြည့်နေတယ်ကိုနဲ့သူနဲ့ကြားထဲမှာ ဟိုတခုခုအကွာဝေးတယ်ခြားနားနေတယ်တချို့သူတွေတော့ကကြတော့တကယ်ဝေးသွားမဲ့အနေအထားပေါ့နော်လူချင်းဝေးသွားမဲ့အနေအထားမလို့ဖြစ်နိုင်တယ်တချို့သူတွေတော့ကကြတော့စိတ်ချင်းကဝေးနေပြီအဲ့တော့အပြင်အပြင်အောင်ဖြစ်တယ်အဝေးကနေပဲသူကမျောကြည့်နေတယ်ပေါ့ဒီဆက်ဆံရေးမှာတော့ငါလောလောဆယ်မှာတော့ give up လုပ်လိုက်ပြီဆိုတဲ့စိတ်မျိုးဖြစ်နေတယ်အဲ့တော့ ကိုကသူ့စီကဘာသတင်းမှမကြားသေးဘူးဆိုရင်တော့မှကောင်းတယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့သတင်းတစ်ခုခုကြားရင်တော့မှသူကဆုံးဖြတ်ချက်ကိုတရားရဂိုင်းတော့ချပြီးသွားပြီလို့ပြောလို့ရတယ်။ထွက်ခွာဖို့ပေါ့နော်။တကယ်လို့များသတင်းမကြားသေးဘူးတို့လို့ Talent State ဆိုရင်တော့ maybe just wait and see ဘာလို့လဲဆိုတော့ဒီ card ဒီမှာသူ့ရဲ့ခံစားချက်တွေပဲပါပြီးတော့စိတ်ပိုင်းဖြတ်ထားတဲ့ဟာတစ်ခုကိုမတွေ့ရသေးဘူး။ So that's my feeling ပေါ့နော်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ် group number 1နေ ဒီဟာကိုကြည့်ပြောလဲဟာဒုက္ခပဲဒါဆိုရင်တော့ तू တကယ်ထွက်သွားပြီလားမသိဘူးလို့အကြီးကျယ်ကြီးအဲ့လိုမျိုးတဲ့မဖြစ်ကြနဲ့ပေါ့နော်တခါလေကြာရင်လဲ it things can turn around เนาะတချို့အရာတွေကကိုယ့် energy နဲ့ပြန် ပြီးတော့ဆွဲခေါ်လို့ရတယ်အဲ့တော့ကိုကအခုချိန်မှာကောင်းတဲ့အရာတွေကိုတွေးပြီးတော့ manifest လုပ်မယ်သူနဲ့ကိုနဲ့ကြားထဲမှာရှိခဲ့တဲ့ good memories တွေကိုပြန်ပြီးတော့ ဖိတွေးပါများရင်တော့ whatever you focus on you will get it တော့ကို focus လုပ်နေတဲ့အရာကိုရမှာပဲအဲ့တော့ကိုကနာကျင်ခြင်းတွေ pain တွေဒီလိုတကယ်သွားပြီလားဆိုပြီးတော့စိတ်ကထထလဲလဲတွေးနေအဲ့ဒါတွေပဲရလိမ့်မယ်အဲ့တော့အခုချိန်ကပြောင်းလဲလို့ရတဲ့အချိန်ဖြစ်သေးတယ်အဲ့ဒီတော့ကို့အတွေးတွေကိုပြန်ပြီးတော့ check in လုပ်ပါအာပြန်ပြီးတော့ sensitive ပြီးတော့ကိုက तू နဲ့ပြန်ဆုံကျင်နေဆိုလို့ရှိရင်နော်ကောင်းတဲ့အတွေးတွေကိုအခုချိန်ဆက်ပြီးတော့ဖိတွေးပေးပါ and let's see what the universe is arranging for you in the future no Okay, that's the group number one do to appear by. This is the next group to go to. Health group to read reading to go What is the current energy? What is the current feelings of the other person towards you? And one more card. Okay. What is Fears Feelings Tour, Crop Number 2 until May 18th. Tila, at Kono, a rocky day to the Wheel of Fortune, you know. အဲ့တော့ base of the deck မှာ the wheel of fortune ဖြစ်နေတယ်တဲ့เนาะအဲ့တော့ you know? wheel of fortune ကရ you know? ကောင်းလာထက်စာလို့ရှိရင်တော့မြို့ဆိုကတော့ wheel တစ်ခုလိုလဲပတ်နေတဲ့ connection လို့ပဲပြောခြင်းတယ်အဲ့တော့အတက်အကျတွေဖြစ်နေတာပေါ့နော်ပြက်လိုက်ဆက်လိုက်ဖြစ်မယ်စကားပြောလိုက်မပြောလိုက်ဖြစ်မယ်ဒါမှမဟုတ်တယောက်နဲ့တယောက်ကြားထဲမှာထက်တလဲလဲဒီကိစ္စတွေပဲပြောပြီးတော့ဒီကိစ္စတွေနဲ့ပဲပြဿနာပြန်တက်နေတာမျိုးတွေဆိုတော့ round and round and round အတက်လိုက်ကြားလိုက်ဖြစ်နေတဲ့ connection မျိုးပို့ဖြစ်တတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတကတ်ထဲနဲ့ပဲဆုံးဖြတ်တာလည်းမဟုတ်ဘူးပေါ့နော်။ဒီမှာပါတဲ့ card တွေအရာက901တဲ့နော်901ဆိုတာ is the walls are up guarded feelings ကိုပြောတာဆိုတော့ original right away terror deck မှာဆိုလို့ရှိရင်ဒဏ်ရာရနေတဲ့စစ်သားပေါ့နော်သူကထပ်ပြီးတော့စစ်တိုက်ထွက်ရမှာကိုကြောက်နေပြီပင်ပန်းနေပြီလို့ပြောလို့ရတယ်အဲ့တော့ဒီမှာကတော့သူကဒါကတော့ another deck ဖြစ်နေတော့အဲ့လောက်ထိပုံမှာမပါပင်မဲ့သူ့ရဲ့ကြည့်နေတဲ့ပုံစံ very concerned ဆိုတော့စိတ်ပူနေတယ်တခုခုဖြစ်တော့မလားဆိုပြီးလက်ထဲမှာ တုံးနှချောင်းကိုအသင့်ကင်ထားတဲ့ပြေးရိုက်မဲ့ပုံစံမျိုးနောက်တစ်ခုခုဆိုလို့ရှိရင်ဒါသူ့ gadget ပေါ့သူ့ရဲ့ခန်းစားချက်တွေသူ့ရဲ့ဘယ်လိုပြောရမလဲဟိုတစ်ခုခုဆိုရင်ငါတော့ဒါပြန်လုပ်မယ်ဆိုတဲ့စိတ်ပေါ့အဲ့ဒီဟာကိုလက်မလွတ်ထားဘူးမြင်ဆိုမြင်တာကတော့ဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့မျက်နှာကိုကြည့်ကြည့်လိုက်သူ့မျက်နှာ very concerned so very ဟိုဟာပေါ့ဟိုစိတ်ပူတယ်ပေါ့နော်နောက်ဟိုအရင်တော့အားမျိုးပြန်မဖြစ်အောင်တတိထားနေတဲ့ပုံစံမျိုးဆိုတော့ခုချိန်မှာသူနဲ့ကိုနဲ့ကြားမှာဆက်သွယ်ရက်နေတာတွေပြက်နေတာတွေ သို့မဟုတ်တက်နေတယောက်ကြားထဲမှာအရင်တော့ကဖြစ်ခဲ့တဲ့ပြဿနာတွေထပ်တလဲလဲပြောနေတာတွေပြန်ပြောမယ်ဆိုလို့ရှိရင်သူ့ဘက်ကလည်းအခုချိန်မှာရှော့မပေးတော့ဘူးဒီပြဿနာတွေကအများအမ်းဒါမျိုးတွေပဲဖြစ်နေကြပဲအဲ့တော့ဒါမျိုးတွေပဲဖြစ်နေမှာပဲဆိုရဲစိတ်မျိုးသူ့မှာရှိနေတယ်တကယ်လို့များသူ့ဘက်ကလုတ်ခဲ့တဲ့သူဆိုရင်လည်းသူကအဲ့အချိုးတွေအတိုင်းပဲလုံနေတာကိုပြောတာကနားမထောင်နေဘူးကိုနဲ့မညီနိုင်နေဘူး six of pentacles in reverse ရာကကြတော့အပြန်အလှန်ညီနိုင်မှုမရှိနေဘူးအဲ့ဒါပြင် the moon တွေပါတွေပါပါနေတဲ့အကြောင်းလို့တချို့ အချိန်မှာအတချို့ခြေတောင်ပြတယ်တချို့သူတွေအတွက်ကကြတော့ third party involvement တွေဖြစ်နိုင်တယ်အဲ့တော့တစ်ဖက်လူက third party တွေရှိခဲ့ဘူးတယ်ဒီပြဿနာတွေရှိတယ်ဆိုရင်အဲ့ third party ကိစ္စရင်းနဲ့ကုတလောမှာပြန်ပြီးတော့ကိုနဲ့အဲပြဿနာတွေဖြစ်နေတာပေါ့နော်သူတခုခုဖုံးကွယ်ထားတာကိုကိုတီးလိုက်တာအဲ့တော့ဒီကိစ္စတွေကိုထပ်ပြီးတော့ပြောရတာသူ့ဘက်ကအဲ့ဒါကိုညှင်းဆန်နေတာဆိုတော့အဲ့လိုမျိုး very complicated situation တွေအရင်ကိစ္စရင်းနဲ့ပတ်သက်ပြီးပြန်ပြောနေရတာတွေ အရင်တော့ကပုံစံမျိုးတွေပြန်ဖြစ်တာတွေအရင်တော့ကနှစ်ယောက်ကြားထဲမှာရှိနေတဲ့ပြဿနာတွေလူအဟောင်းတွေပြန်ပေါ်လာတာတွေဒါမှမဟုတ်နှစ်ယောက်ကြားထဲမှာဖြစ်နေကြဖြစ်ခဲ့တဲ့ long distance issue တို့မဟုတ်ရင်တယောက်နဲ့တယောက်တွေးခေါ်ယူဆမတူတာတို့အဲ့ပြဿနာတွေကတောက်လျှောက်ဒီမှာဖြစ်နေအဲ့တော့ဖြစ်နေတော့အဆက်အသွယ်ပြတ်နေလားဆိုရင်အဆက်အသွယ်ကအရင်ပြတ်နေတာမျိုးမတွေ့ဘူးဒါပေမဲ့လည်းကောင်းနေတယ်ဆက်ဆံရင်လားဆိုရင်တော့မကောင်းနေဘူးပေါ့နော်အဲ့တော့ the moon in reverse ဆိုတော့တောင်နဲ့တယောက်ကြားထဲမှာနော် ဟိုဖုံးကွယ်ထားတဲ့အကြောင်းအရာတွေရှိရင်အခုချိန်မှာအကုန်လုံးအဲ့ကိစ္စတွေကိုသိလာတာအဲ့တော့ကိုယ့်ဘက်ကတချို့ဟာတွေမပြောဘဲထားရင်လည်း तू သိမယ်သူ့ဘက်ကနေပြီးတော့ကိုယ့်အပေါ်မှာဖုံးကွယ်ထားတာတွေရှိရင်ကိုယ်သိလိုက်တာမျိုးဒါမှမဟုတ်ဖုံးကွယ်ထားရဲဆိုတဲ့နေရာတွေမှာသူ့ရဲ့တကယ်ခံစားချက်တွေပြောလာတာလည်းဖြစ်နိုင်တယ်ဥမာပေါ့နင်းနဲ့ငါနေရတော့တစ်ခေါက်တော့ဘလို့မှအလုံးမဖြစ်တော့ဘူးဆိုတာမျိုးငါဒါကိုစဉ်းစားခဲ့တာကြာပြီပေါ့အခုမှထုတ်ပြောတာဆိုတာမျိုးတွေဆိုတော့ could be like um a little bit similar to that situation ပေါ့နော်အဲ့ဒီတိုင်းဒီကြဖြစ်မယ်လို့ပြောတာမဟုတ်ဘူးတချို့သူတွေအတွက်အဲ့လိုတွေဖြစ်နိုင်တယ်တချို့သူတွေတော့ကကြတော့သူ့မှာတခြားလူတွေရှိနေတာတွေသူဖုံးကွယ်ထားတာရှိရင်ပေါ်လာတာအရင်တော့ကလူတွေနဲ့သူအဆက်အသွယ်ပြန်လုပ်နေတဲ့ပေါ်လာမယ်ဒီကြထဲမှာနော်ကိုကတိသွားမယ်အဲ့ဒါမျိုးတွေကိုပြောတာအဲ့တော့ the sun in reverse ဆိုတာပြန်လဲညီနိုင်ညီစိတ်လည်းမရှိဘူးဒါကြောင့်မလို့ဒီတလားဘလိုတွေဖြစ်နေမှုစိတ်တွေပဲအကုန်လုံးနွမ်းနေနေကြလို့လားမသိဘူး energy တွေကလည်း very rocky and very um emotional period and very stressful time တွေဒီမှာတွေ့နေတယ်အဲ့တော့ကိုရင် stress ဖြစ်တာမဟုတ်ဘူးတစ်ဖက်လူမှာလည်း stress ကရှိတယ်သူမဟုတ်တာလုံးလည်းသူမှာ stress ရှိတယ်ဘာလို့လဲဆိုတော့ဒီခတ်တွေအရာဆိုရင်တော့ကိုကဒီမှာကြည်တာကသူ့ရဲ့ဒီစိတ်မှာလည်းပင်ပန်းမှုတွေပေါ့နော်ရှိနေတယ်သူဒါတွေပြန်မကြုံရင်ပြန်ပြောနေရတယ်ဆိုတော့ uh this time uh, they they don't really um find the exit ပေါ့နော် to get away from this problem ဆိုတော့သူကအခုချိန်မှာအရန်ကို resistance ဖြစ်နေရပေါ့အကိုနဲ့လည်းမညှိချင်အောင်ကိုစီလည်းပြန်မလာချင်ကိုနဲ့လည်းဆက်သွားဖို့လည်းမဖြစ်နိုင်အောင်ဆိုတော့အဲ့လိုမျိုးဘူးတလုံးပဲခံနေတဲ့ချိန်တွေဖြစ်တတ်တယ်ဆိုတော့ maybe ဒီအချိန်ကစကားတွေကိုထပ်ထလဲလဲပြောနေရတဲ့ဆာလို့ရှိရင်ဒီဆက်ဆံရေးမှာပြောတာဆက်သွားခြင်း is your fault or is my fault ရှာနေရတဲ့ဆာလို့ရှိရင်တကယ်လို့များအဲ့လိုတရားရောက် fault ဖြစ်နေခဲ့တယ်ဆိုရင်တော့မှ it's time to take a break ပဲဘာလို့လဲဆိုတော့ဒီကတ်တွေရထွက်လာတဲ့ result ကဒီ letter law မှာစကားတွေဆက်ပြောနေလဲပြဿနာပိုများတာပဲရှိမယ်ပြီးတော့ကိုဖြစ်စေခြင်းတဲ့အတိုင်းလဲသူ့ကို push လုပ်လို့မရနေဘူးเนาะအဲ့တော့ ကွဲပြတ်တာတော့မပါသေးဘူးဒါပေမဲ့လည်း still တစ်ဖက်လူကတော့ဒါကိုယ်နဲ့ပတ်သက်ပြီးတော့လုံးဝကိုယ့်ချိန်မှာသူ့စိတ်ထဲမှာဟိုပြောင်းဆန်နေရပေါ့ကောင်းတဲ့ feeling state မကောင်းတဲ့ခံစားချက်တွေပိုများနေရနော် Okay uh da ro group number 2 drop ဖြစ်ပါတယ်အဲ့တော့ group number 2 uh take it easy and take a deep breath ပေါ့နော်ပြီးတော့မှဗာဆက်လုပ်တင်လဲဆိုတာတိတ်ချစဉ်းစားပါ maybe if they ask for break then the best is just give them some break အဲ့ဒါမှာကိုယ်နဲ့သူနဲ့ feeling စီကိုပြန်ပြီး reflect ပြန်လုပ်လို့ရမယ့်အချိန်ရှိလာနိုင်မယ်နော် Okay ဒါကတော့ group number 2အတွက်ဖြစ်ပါတယ်အခု the last group ကိုမျိုးစလို့သွားမယ်နော်အခုဒီ the last group kindness ဆိုတဲ့ group လေးအတွက်ကိုသွားမယ်နော်အဲ့တော့ kindness group ပေါ့ what is the other person feeling towards group number 3 the moon and reverse there လာပြန်ပြီကတ်တွေအကုန်လုံးက Oh my god ဒီလမှာဘာတွေဖြစ်နေရလဲနော် New Year အစဆိုပါမှာပဲလူတွေအကုန်လုံးက New Year new me new energy new relationship ဆိုတဲ့ဟာတွေများဖြစ်နေကြလာမှာပဲ Okay final card อืม ရှိရ group တွေနဲ့ energy ကတော့တိတ်မထူးကြအောင်ဆိုတော့ maybe i catch the majority energies of feeling a bit drained and feeling worried in relationships or energy မျိုးရပျော်နေရတာကိုတိတ်ပြီးတော့ခံစားမတွေ့နေဘူးဒီမှာတွေ့နေတဲ့ card တွေကစိတ်တွေကအတက်အကြတွေဖြစ်နေမယ်ပင်ပန်းနေမယ်ဆက်ဆံရေးတွေမှာလည်းအဆင်မပြေနေဘူးဆိုတော့ဒါကတော့မြို့စုထင်တာကတော့လေ um အခြေရေးတည်တံ့ထက်စားလို့ရှင် cosmo တစ်ခုလုံးရဲ့ energy ဖြစ်လိမ့်မယ် cosmo ဆိုတာဒီစကြာဝဠာပေါ့ပြောရင်အခုမြန်မာပြည်မှာလည်းလူတိုင်းကဘာပဲဖြစ်တော့ကတွေရရှိနေလေနော်ဒါအခြေရေးအခြေရေးဆိုပေမဲ့လည်းအဲဒါတယောက်နဲ့တယောက်မှာအခက်အခဲတွေရှိနိုင်မယ်အရင်ထက်ပိုပြီးတော့စကားပြောတာတွေစိတ်တရားမရှိဖြစ်နေကြမယ်ဆိုတော့အဲ့ဒါတွေကြောင့်လည်းအများကြီးပါလိမ့်မယ် but anyway အာအဲ့တော့ to be continued ပေါ့နော် reading ကိုဆက်သွားရမယ်ဆိုလို့ရှင်ဒီ connection ကအတက်အကျရှိတဲ့ connection မျိုးပဲ အဲ့တော့တယောက်နဲ့တယောက်ကြားထဲမှာထပ်တလဲလဲပြောနေရတဲ့ကိစ္စတွေရှိမယ်မဟုတ်ရင်ပြက်လိုက်ဆက်လိုက်ဖြစ်မယ်မဟုတ်လို့ရှိရင်အဲနည်းနည်းလေးနီးဆက်လာလိုက်အနောက်ပြန်ဆုတ်သွားလိုက်ဆိုတော့ pull and push ဖြစ်နေတော့ connection တွေဒါမှမဟုတ်တယောက်နဲ့တယောက်ကြားထဲမှာ long distance တို့အဲတွေးခေါ်မတူတာတွေတက်ကွာတာတွေမဟုတ်လို့ရှိရင်လည်းအနေထားကွာဝေးကွာခြားမှုဒါဘယ်လိုပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ကြားထဲမှာဟို gap တစ်ခုခုခြားနေတယ်လို့ခံစားနေရတဲ့ energy မျိုးတွေကိုပြတယ်အဲ့တော့အဲ့ဒီတက်ကတ်ထဲကိုကြည့်ပြီးပြန်နေရလားဆိုတော့အဲ့လိုတော့မဟုတ်ဘူး ဒါ cut အကုန်လုံးရဲ့ energy နဲ့ combination ပေါ့နော်ပေါင်းဆက်ပြီးတော့ဒါကိုယ့်ရဲ့ intuition နဲ့ပြန်တာပေါ့နော်နှလုံးစင်မှာတဲ့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့တချို့အကြောင်းအရာတွေကိုတိလိုက်တာတွေရှိမယ်အဲ့တော့ဒီတလုံးမှာသူနဲ့ပတ်သက်ပြီးတော့တချို့ပေါ့နော်သူကိုယ်ဖုံးကွယ်ထားတဲ့အရာတွေကိုတိလာတာအဲ့ကိစ္စရင်းနဲ့ပြဿနာပေါ်တာဒါမှမဟုတ်လို့ရှင်ကိုယ့်ဘက်ကတစ်ခုခုဖုံးကွယ်ထားတာရှင်သူတိသွားတာဘလို့ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ကြားထဲမှာ တစ်ဖက်လူရဲ့ပုံစံတို့တစ်ဖက်လူရဲ့အနေအထားတို့တစ်ဖက်လူရဲ့ခံစားချက်တွေကိုပို့ပွင့်လင်းလင်းပိုတိလာတာတွေရှိမယ်ဥပမာပေါ့တချို့သူတွေကသူနဲ့ကိုယ်နဲ့ပဲ just dating stage ပဲဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ dating stage မှာမှကိုကမတိသေးဘူးဆိုရင်အခုကာလတွေသုံးဖို့လက်တလောကနေစပြီးအခုချိန်ထိမှသူ့ရဲ့ပုံစံကိုကိုကပိုတိလာတာအဲ့တော့ပိုတိလိုက်တဲ့ချိန်မှာလည်းဟဲ့ငါတိထားတဲ့လူကဒီလိုမဟုတ်ပါလားတော့ကိုနည်းနည်း surprise ဖြစ်သွားတာအံ့ဩသွားတာသူ့ရဲ့တချို့ behavior တွေကကို့ကို trigger ဖြစ်တာရှိတယ်เนาะ ဲ့တော့ကောင်းတဲ့ခံစားချက်တက်စားလို့ရှိရင်တော့ is it really this person ဒီလူတကယ်ဟုတ်ရလားဆိုတာမျိုးတွေ question mark ဖြစ်သွားစေတော့ behaviors တွေเนาะကိုဒီတလုံးမှာပိုတိလာတဲ့တကယ်လို့များမတွေ့ကြုံသေးဘူးဆိုလို့ရှိရင်တော့ဒီရပိုင်းမှာတတိထားပေါ့เนาะအဲဒါမှမဟုတ်ဆိုတာထင်တာကတော့တချို့သူတွေအတွက်ကတော့ maybe you found out something about them ပေါ့เนาะ something hidden about them or some news that they hate ပေါ့သူတို့အတွက်သူတို့ဖုံးကွယ်ထားတဲ့ကိစ္စရတို့သူတို့အကျင့်အကြံတွေအဲ့ဒါမျိုးသိလိုက်တာမျိုးတွေဖြစ်တတ်တယ်။ဒါမှမဟုတ်ဒီ connection နဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုဖုံးကွယ်ထားတာ misleading information တွေပေးထားတာတွေဖြစ်နိုင်တယ်။ဘလို့ပဲဖြစ်ဖြစ်တစ်ဖက်လူကနည်းနည်း complicated ဖြစ်တဲ့လူလို့ပြောလို့ရတယ်။နော်အုံနောက်နဲ့အရင်စဉ်းစားရတယ်။အဲ့တော့တခါလေကြားလို့ရှိရင်ဖြစ်တတ်တာကအာကိုနဲ့ပဲရေရှည်သွားမယ်ပါညာနဲ့ဆိုပြီးတော့ကိုယ့်ကို future တွေ hope တွေဒါ promise တွေကိုပြထားပြီးတော့မှ ုံစံကအခုချိန်ကျတော့အင်မလုံအင်မလုံဖြစ်သွားတာမျိုးတွေဘလို့ပဲဖြစ်ဖြစ်နားလဲရသိခတ်တယ်ဘာလို့လဲဆိုတော့ तू ဟာ king of swords ဖြစ်နေတယ်တဲ့เนาะ king ဒီမှာဆိုလဲ justice ကလည်းကြည်လိုက်အောင်เนาะ तू လည်း libra တို့ဘာတို့ card ဆို queen queen of swords card card မျိုးပဲပေါ့အဲ့တော့တကူနဲ့ပတ်သက်နေတဲ့လူက air energy များတယ်အတွေးခေါ်ကောင်းတယ်အဲတွေးတဲ့ခေါ်တတ်တယ်ဒါပေမဲ့အဲဘလို့ပြောရမလဲစိတ်ကတခါလေကြလို့ရှင် heart နဲ့ connection နည်းနည်းပြတ်တယ်အဲ့တော့ तू ဘလို့ဖြစ်နေလဲဆိုတော့အခုချိန်မှာ तू ပုံစံက အဲကိုနဲ့ရှစ်ဆက်သွားဖို့မသွားဖို့ဒီ connection ကိုဖြတ်ပလိုက်ရမလားရပ်ပလိုက်ရမလားဆိုတော့သူ့လက်ထဲမှာ card ကိုကင်ထားတဲ့လူဖြစ်နေတယ်။ card ကိုကင်ထားရဲဆိုတော့ကိုယ့်လက်ထဲမှာ power မရှိဘူးပေါ့နော်။ तू ကြိုက်တဲ့အချိန်မှာဖဲကိုလှန်ချပလိုက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကို तू ကလှုပ်ထားတာ။အဲ့တော့ခုချိန်မှာ तू ကကိုယ့်ကိုစကားမပြောနိုင်ဘူးတချို့ဟာတွေကနည်းနည်းအဲစကားတော့ sorry မပြောနိုင်ဘူးလို့တော့မထင်ဘူး။ပြောတော့ပြောနိုင်မယ်။ဒါပေမဲ့တချို့ သူဖုံးကွယ်ထားတဲ့ဟာတွေကိုကိုမသိလာတာတော့သူ့ရဲ့ပုံစံ manipulative behaviors တွေကိုသိလာရဲဆိုတော့မှကိုသူ့ကိုအပြစ်တင်လို့မရအောင်လို့တချို့ဟာတွေကကိုကိုဆက်ပြီးတော့ဒီ manipulate ဆက်လုပ်တာမျိုးတွေเนาะတချို့ promise တွေပေးလာတာတွေရှိတယ်ချင့်ယုံမှာတတိထားယုံမှာအရင်မကောင်းတဲ့လူလို့တော့မျိုးစုံမပြောချင်ဘူးဒါပေမဲ့ဘာလို့လဲဆိုတော့ energy ကအတဲ့တွေထွက်တာအောင်เนาะဒါပေမဲ့လည်းသူ့ပုံစံကကြတော့အုံနောက်နဲ့အရင်စဉ်းစားတော့သူ့အတွက်အဆင်မပြေတဲ့အချိန်တစ်ချိန်ကြာရင်သူအဖက်လောက်ချင်မှလုံမယ် အခုသူ့အတွက်အဆင်ပြေနေတော့သူပြောချင်ပြောနေမှာဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ဒီလူဟာကိုလက်တလောမှာတွေ့ထားတဲ့လူဆိုရင်ဆက်ပြီးတော့အကဲခတ်ဖို့လိုပါသေးတယ်တကယ်လို့များဒါဟာပြက်လိုက်ဆက်လိုက်ဆက်ဆံရေးဆိုလို့ရှိရင်တော့ သူ့ကိုကိုပါလိုချင်တယ်ဘာကိုလက်ခံနိုင်တယ်မလက်ခံနိုင်တယ်ဆိုတာက boundary strong ဖြစ်ဖို့လိုပါတယ်မဟုတ်လို့ရှင်သူ့ဟာပဲကို influence လုပ်သွားမယ်ပေါ့နော်အဲ့ဒါကိုဒီမှာလာမြင်တယ်အဲ့တော့လက်တလုံးမှာတကယ်လို့အဆက်အသွယ်မရနိုင်ဘူးဆိုရင်အဆက်အသွယ်ရလာလိမ့်မယ်စောင့်ကြည့်ကြည့်အဲ့ချိန်ကျရင်လည်းသူပြောလာတဲ့ပုံစံကသူ့အပြစ်တင်လို့မရအောင်လှည့်ပြောတာမျိုးတွေရှိမယ်ဆိုတော့ you just got to be prepared how to deal with this kind of person เนาะဘလိုပဲဖြစ်ဖြစ်တဲ့เนาะအဆက်အသွယ်မရတဲ့လူတွေတော့ဆက်အသွယ်ပြန်ရလိမ့်မယ် ောက်ပြီးတော့ဒီ connection မှာဘလို့ဆက်သွားရမလဲဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့လူတွေဆိုရင် clarity တခုခုရလိမ့်မယ်ဒါပေမဲ့အဲ့ဒီ clarity ကကိုလိုချင်တဲ့ဟာမျိုးမဟုတ်ဘူးဥမာကိုကတော့အဲသူ့ရဲ့ behaviors ကိုကြည့်ပြီးငါ့ကိုဖွင့်ပြောတော့မှာပဲလို့တွေးထားပေမဲ့တကယ်တမ်းသူချပြလာတဲ့ solution ကိုချပြလာတဲ့ condition ကအဲ့လိုဟုတ်ချင်မှာဟုတ်မယ်အဲ့တော့ကိုက out the tent နဲ့လက်ခံလိုက်ရတာဆိုတော့ well play လုပ်ဖို့လိုတယ်နော်အဲ့တော့ group number 3တွေအရန်ကို challenge ဖြစ်တဲ့လူနဲ့ကိုဒီမှာနော် date လုပ်နေကြတာမသိဘူးဘဝမှာရန်ကို colorful ဖြစ်ရတာပေါ့ပြောရင်တော့ဘဝကဒီ black and white ပဲဆိုလို့ရှင်အရင်အရင်ဘယ်လိုပြောရမလဲ vague ဖြစ်နေရောအခု colors တွေဆိုတော့ကိုယ်မှာကားတယ်ပျော်ရလိုက်ငိုရလိုက် excited တွေဖြစ်ရလိုက် question mark တွေဖြစ်ရလိုက်နေဆိုတော့ colors တွေတော့အများကြီးဒါပေမဲ့ပင်မန်းရတာပေါ့နော်အဲ့တော့ anyway I'm just joking joking လုပ်တယ်ဆိုပေမဲ့လည်း joke ကတိတ်တောင်မှမပြေပြင်ပါဘူးပြောရင်တော့ဘာလို့ဆိုမျိုးဆိုလဲကိုယ်တော်စိတ်တွေကတနေ့ဟိုမြန်မာပြည်ကိစ္စတွေလည်းပါမနေတူတယ်စိတ်တွေကတမျိုးပေါ့နော်အဲ့လိုမျိုးဟိုဝေဝဝတွေဖြစ်နေတာပေါ့နော်အဲ့တော့ hopefully ဒါကတော့ဒီလအတွက် group number 3 draw ဖြစ်ပါတယ်เนาะအဲ့တော့နောက်ထပ်လတွေကြတော့မှဘာတွေဆက်ဖြစ်မလဲကြည့်ရပါတော့เนาะအဲ့တော့ဂျာထဲမှာတော့တခြား reading လေးတွေလည်းအမစုတင်ပေးပါမယ်เนาะအဲ့တော့အားလုံးပဲကျေးဇူးများအေးတင်ပါတယ် reading လေးတွေအကုန်လုံးတွက် information လေးတွေရသွားကြပြီလို့ထင်ပါတယ်เนาะအဲ့တော့အားလုံးပဲ enjoy ဖြစ်ကြမယ်လို့ထင်ပါတယ် အာနောက်ပိုင်းမှာတော့ rating တွေကိုဖိဖိချင်းမစုပြန်လုပ်ပေးသွားမယ်ဒါပေမဲ့အရင်လောက်ထိတော့စိတ်ချမစိတ်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါမြန်မာပြည်အခြေအနေကလည်းရှိနေတော့လေဒါမျိုးစုအနေနဲ့လည်းဒါ page လုံးနေတဲ့လူတယောက်အနေနဲ့ကကြတော့လေဒါ ethic နဲ့ပေါ့နော်အရာမကောင်းတဲ့ဟာတွေလို့မျိုးဆိုမတင်ခြင်းဘူးပေါ့နော်အထူးသဖြင့်ဒီလူတွေဒုက္ခရောက်နေတဲ့အချိန်မှာအပျော်ကိစ္စတွေကိုတင်ဖို့ကတော်တော်လေးကို တော်တော်လေးကိုဒါစဉ်းစားရတယ်ပေါ့နော်အခြေအနေကိုကြည့်ပြီးမှပဲကိုလည်းတင်ရတာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အားလုံးပဲစောင့်ကြည့်ပေးကြရတဲ့ကြောင့်မလို့ဒီကနေ့မျိုးဆိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ် reading တွေကြတော့မှမျိုးဆိုတော့ပြန်လည်ဆုံတွေ့ကြမယ်နော်